မင်္ဂလာပါ။အော်ဒီယိုပိုင်းစောနိုင်မှကြိုဆိုပါရစေ။ယခုခါမှာတော့ Eleven Media Group Facebook Page ကနေငလင်ကြောင့်မန္တလေးမြို့ရှိဝင်းဝင်းကားပစ္စည်းဆိုင်ပြိုကျမှုတွင်စိုင်းပန်ရှင်ဤသမီးဖြစ်သူပါဝင် ကိုဦးတိတ်ဆုံးလို့ခေါင်းစဉ်ပေးထားတဲ့ post ကိုဖတ်ပြပေးမှာဖြစ်ပါတယ်။နားဆင်ကြည့်ပါဦးခင်ဗျာ။ငလင်ကြောင့်မန္တလေးမြို့ရှိဝင်းဝင်းကားပစ္စည်းဆိုင်ပြိုကျမှုတွင်စိုင်းပန်ရှင်ဤသမီးဖြစ်သူပါဝင်ကိုဦးတိတ်ဆုံး ငလျင်ကြောင့်မန္တလေးမြို့ပြည်ကြီးတကုံမြို့နယ်ရှိဝင်းဝင်းကားပစ်စည်းဆိုင်ပြိုကျမှုတွင်စိုင်းပန်ရှင်ဤသမီးဖြစ်သူပါဝင် ကိုဦးတည်ဆုံးခဲ့သည်ဟုသိရပါသည်မလ28ရက်ကလှုပ်ခတ်ခဲ့သည့်အင်အားပြင်းငလျင်ကြောင့်အစိုးရကားပစ်စည်းအယောင်းဆိုင်မှာပြိုကျဖြစ်စေခဲ့ပြီးတည်ဆုံးသူများမှာ15နှစ်အရွယ်စိုင်းပန်ရှင်ဤသမီးငယ်နှင့်အတူရင်းဆိုင်တွင်အလုလုကန်နေသည့်ဝန်တန်းများဖြစ်ကြောင်းသိရပါသည်ရင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ကားပစ္စည်းဆိုင်ပါရှင်ဖြစ်သူကလူမှုကွန်ရက်တွင်ဤသို့ရေးသားထားပါသည်။ကျမနဲ့ကျမဝူချက်တွန်းပေးတဲ့နှစ်ယောက်သာကဲဆယ်ရင်းတွေဂျုံပန်းမှုနဲ့ဆယ်ထုတ်လို့ရခဲ့ပါတယ်။တေဖို့ကုတ်ကုတ်ကိုတရဏကုံတင်ပြီးပေမဲ့ပထမဆုံးကဲထုတ်ခံရတဲ့ဘွားမှာငါပိုင်ဆိုင်မှုတွေအစွဲလုံးဝမရှိပဲတရဏကုံတီဖို့ပဲသတိကပ်နေကြတဲ့ကျမအခြားကလေးတွေအားလုံးနဲ့ပုံမှန်စကားပြောဆိုအားပေးနိုင်ခဲ့ပါတယ်။ ကျမလက်ထက်ငွေလွှဲဖို့ပိုက်ဆံတို့ကတွဲပန်လာပါတယ်ပုံမှန်ဆို3-5တောင်းတောင်မကင်ခဲ့ပေမဲ့တည်ဆုံးသွားတဲ့သူတော်ကောင်းလေးတွေကိုလုံးတဲ့နာလှုပ်ဖို့ပါလာတဲ့အဲ့ဒီငွေတွေကြောင့်တည်ဆုံးသွားသူ ကျမသမီးပါဝင်ရှစ်ဦးလုံးကိုတကြိုချင်းတက်ပြောက်ဆုံးခတ်ချင်းစွန့်တော့အမြတမ်းပေးဝခြင်းရက်လက်ကုသိုလ်အကြီးကျယ်လုပ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်ဝင်ဝင်ကားပစ္စည်းဆိုင်ပန်းရှင်မှာလွန်ခဲ့သည့်6နှစ်ခန့်ကလေးက ရင်ညော့အောက်ပိုင်းမှစပြီးအောက်ပိုင်းသေးနေခြင်းဖြစ်ကဝီချဲဖြင့်သွာလာနေရသူဖြစ်ပါသည်။ဂျမသမီးအသက်မှ လူသက်မဟုတ်လို့ဆိုင်ကအားလုံးအသက်ကိုကယ်ပေးဖို့ကျမအထက်ထက် တောင်းဆိုခဲ့ပါတယ်။အောက်ပိုင်းသေးလူမမာတယောက်မှမကယ်ပဲဆိုင်ကကလေးတွေပဲကယ်ပေးဖို့အထက်ထက်ပြောခဲ့တာပါ။တသမီးသောပစ္စည်းသောမကတ်သတိလေးကပ်ပြီးကျမနာကကလေးတွေကိုတနာရီလောက် အားပေးနှစ်သိမ့်နိုင်ခဲ့ပါတယ်။အလုံးစုံတောင်းဝင်မကြေပေမဲ့ဘွာကူးကောင်းမဲ့တိုင်းလန့်အော်ဟစ်ညင်ညွတ်ခြင်းနဲ့အသက်မဆုံးရှုံးတဲ့သူတော်ကောင်းလေးတွေဖြစ်ခဲ့ရပါတယ်။တနာလိုက်တာစိတ်မကောင်းလိုက်တာ အလုံးသောသူတွေနဲ့ကလေးတို့ရဲ့အဲ့ဒီချိန်မှာကျမကိုယ်တိုင်တွဲပြတ်ချောက်ချမ်းမှုကင်းသွားတဲ့အတူရှိခဲ့ရလို့အစိုးရကအကောင်းဖြေဆယ်ဖို့အနှဲငယ်ရခဲ့ပါတယ်။ကျမတို့မိဘတပွဲအုတ်ထဲမှုအောက်က ပျော်ရွှင်ခဲ့တဲ့ဆိုင်ဝန်တန်းကလေးများကွဲလွန်ခဲ့တဲ့သူတွေကိုလည်းအမြအမြပေးပြီးတာရုခေါ်စေခြင်းလို့ပြန်ရစ်ရှင်တန်သူတွေလည်းသူမပြတ်တာဝန်ကျေခြင်းအတွက်ကျေးဇူးအနန္တတင်ပါတယ်တမီးနှင့်ကိုတောင်းဆိုးကိုဆိုးသူမောင်လေးကျော်စင်ဝင်းမောင်လေးတတ်ထူအောင် မောင်လေးအောင်ဖြိုးဟိန်းမာကြီးမတင်ဝင်းညီမလေးတင်းဆွေကွယ်လွန်သွားကြပေမဲ့ထိုင်းလန့်တည်ဆုံးခြင်းမဟုတ်တဲ့ သူတော်ကောင်းလေးတွေဘွားကူးကောင်းမှုဓမ္မနဲ့တူတိုက်ပြိုပိမိစဉ်ကစိတ်ကိုတည်ငြိမ်စွာထားပြီးဝင်သက်ထွက်သက်ရှုပြီးတရဏဂုံတီဖို့မေတ္တာတုတ်တန်ဘုဒ္ဓရွတ်ဖတ်ဖို့ဓမ္မမထွက်မီတဏှာရဲ့တွင်အပြန်လန်ပြောပြခဲ့ပါတယ်ဓမ္မနဲ့တူပိမိစဉ်အောက်ဆီဂျင်ပြတ်သွားမလို့ဖြစ်တုန်းကလည်းအသက်အောင်ထားပြီးပါဇက်ကရှုဖို့ကယ်ဆယ်ရေးတွေမလာခင်အားကုန်မသွားအောင်အော်ဟစ်ကြဖို့ဓမ္မ အားလုံးကိုပြောကြားခဲ့ပါတယ်။အားလုံးအထက်ကလန်းနဲ့မတည်ခဲ့ကြသလိုတရားရှိမှတရဏဂုံတည်ခဲ့တဲ့အတွက်ကောင်းရာသူကတိလာကြမဲ့ပဋ္ဌာန်းဆက်တွေပါ။အရှုံးနဲ့အမျက်ကြောင်းတည်ခဲ့ရတယ်။ငလျင်ကြောင့်မန္တလေးမြို့မှာထိခိုက်ပျက်စီးမှုများပြားခဲ့ပြီးလူသေဆုံးမှုများလည်းရှိကာလက်ရှိအချိန်ထိရှားဖွေကယ်ဆယ်ရေးလုပ်ငန်းများကိုလှုပ်ဆောင်လျက်ရှိကြောင်းသိရပါသည်။ အဗီ3ရက်နနက်7နာရီထိကောက်ယူရရှိသောဆင်းများအရငလျင်ဘေးဒဏ်ကြောင့်တေဆုံးခဲ့ရသူ3085ဦးဒဏ်ရာရရှိသူ4915ဦးနဲ့ပျောက်ဆုံးနေသူ341ဦးရှိပြီဖြစ်ကြောင်းသိရှိရပါသည်